ဆလင်းနေရွယ်မှာမိတ်ကက်ဆရာမဖြစ်လာရုံမကမြန်မာနိုင်ငံမှာမရှိဘူးသေးတဲ့ရွေလျားမိတ်ကက်စတူဒီယိုပိုင်ရှင်ဖြစ်လာခဲ့သူဘေဘီဆိုမောအားလုံးမင်္ဂလာပါရှင်ဆလင်းတိုင်းနျူဘေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရီမိတ်ကက်ပြင်ဆင်မှုတွေမိတ်ကက်စတူဒီယိုကိုသွားလျားတည်သွားလို့ရမယ့်ကားတွေဟာအခြားနိုင်ငံတွေမှာပေါ်ပေါက်နေပြီဖြစ်ပေမယ့်မြန်မာနိုင်ငံမှာတော့လွန်ခဲ့တဲ့လပိုင်းကတည်းမရှိသေးပါဘူးဘေဘီဆိုမောဆိုရင်မိတ်ကက်ဆရာမကအသက်ဆလင်းနေရွယ်သားရှိသေးပေမယ့်ယူလီယာမိတ်ကက်စတူဒီယိုကိုပိုင်ဆိုင်သူတယောက်ဖြစ်လာခဲ့ပါပြီ ကားတစ်စီးလုံးကို Make Up Studio ဖြစ်ပြောင်းလဲလိုက်ပြီးကားပေါ်မှာတင် Make Up ပြင်ဆင်လို့ရှာအောင်လို့ဖန်တီးထားတာပါကားကြီးတစ်စီးကိုခုံတွေဖြုတ်လိုက်ပြီးတော့ Make Up ပြင်လို့ရမယ့်နေရာဖြစ်အောင်ပြုပြင်လိုက်ပါရီကားထဲမှာ Make Up ကောင်တာတွေအလင်းရောင်တွေ Make Up ပစ္စည်းတွေစုံလင်ပါဝင်ပြီးတော့ Echo နဲ့ Power Station လေးတက်ဆင်ထားပါသေးတယ် Make Up ပြင်ဆင်တဲ့ကောင်အချို့နေရာတွေမှာ Make Up ပြင်ဖို့အတွက်မီးမလာတာမီးမရတဲ့ခက်ခဲတွေကို Make Up ပြင်သူတွေက မကြာခဏကြုံရလေးရှိပါသေးတယ် ပြင်ဆင်ရမယ့်နေရာခက်ခဲတွေကြောင့်အချိန်နောက်ကျတာတွေတွေ့လာရှာပြီးနောက်မှာ Maker Studio ကားကြီးအဆင်ပြေသွားစေပါရယ်။ရွှေလျောင်း Studio ကားကြီးကိုပြင်ဆင်ထားလိုက်တဲ့အခါမှာတော့ကားပေါ်မှာတင်ပြင်ဆင်လို့ရသွားပြီးတော့မိမလာမကိုလည်းစိတ်ပူစရာမလိုတော့ပါဘူး။ကားမောင်းနေရင်လည်း Maker ပြင်လို့ရသွားတာကြောင့်အချိန်ကိုလည်းတတ်တာစီဖို့အတွက် Studio ကားကြီးကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ဖန်တီးလိုက်တာပါ။ဒီလိုစမ်းသစ်တဲ့စိတ်ကိုရခဲ့သူကတော့အသက်၁၄နှစ်ရွယ်သားရှိသေးတဲ့ Baby စုံမဖြစ်ပါရယ်။ ဒေဗီစုံမရဲ့မိကလည်းမိကဲဆရာမတယောက်ဖြစ်ပြီးမိကဲပညာကိုတမိဖြစ်သူထံမှာသင်ပေးထားပါရီကိုဗစ်ကာလကနေစတင်ပြီးတော့မိကဲပညာကိုသင်ကြားပေးလိုက်တာဖြစ်ပြီး2025ခုနှစ်မှာဘေဘီစုံမလေးမိကဲပြန်နိုင်သူဖြစ်လာပါရီဘေဘီစုံမရဲ့အသက်9နှစ်ခွဲရွယ်တွေကမိကဲပညာကိုလေးလာရာကနေအသက်14နှစ်ကျော်မှမိကဲပညာကိုကျွမ်းကျင်နေပါပြီဖိုတိုရှူတွေလည်းမိကဲပြင်ဆင်ပေးနိုင်တဲ့ပြင်သူတို့သမီးမိကဲမှလည်းဘေဘီစုံမကထူးချွန်နေပါရီအသက်ငယ်နေလို့မိကဲပြင်နိုင်မလားလို့စိတ်ပူကြပေမဲ့လည်း ဘေဘီစုမုံရဲ့ရည်ချင်းကိုယုံကြည်သွားကြပါရယ်ဘေဘီစုမုံကမိခဲ့ပညာကိုတကယ်စိတ်ဝင်စားသွားပြီးနိုင်ငံသားကမိခဲ့ပြင်ဆင်နည်းတွေကိုလည်းလေ့လာနေတတ်ပါရယ်နိုင်ငံသားမှာကားတစ်စီးလုံးကို Make Studio ဖြစ်ပြင်ဆင်လိုက်တာကိုသဘောကျလို့ဘေဘီစုမုံရဲ့စိတ်ကူးကိုမိမတွေကဖြည့်ဆည်းပေးလိုက်တာပါကားကြီးတစ်လုံးလုံး Make Studio ဖြစ်ပြုပြင်လိုက်တာအကုန်ကြများပေမဲ့ဒီကားပေါ်မှာပြင်ဆင်ရတဲ့တွေ့ကြုံကလည်းထူးခြားနေပါရဲ့ကားပေါ်မှာပစ္စည်းစုံလင်ပါဝင်ပြီးတော့ Make ဆီယာမားက Studio ကားကြီးနဲ့ရောက်လာတာကိုလည်း မိကဲပင်ကျေသူတွေကကြိုက်သားပါတယ်ဒီကားပေါ်မှာတပြိုင်နက်တည်းသုံးယောက်လောက်ပြင်လို့ရတဲ့ပြင်အခြားဧည့်သည်တွေလည်းထိုင်ဆောင်လို့လည်းရှားပါသေးတယ်ကားတစ်စီးလုံးပေါ်မှာတင်ပစ္စည်းစုံလေးနဲ့လာရောက်ပြင်ဆင်ပေးတဲ့ပြင်တခါတရံမှာဒီကားနဲ့ပဲလိုက်ဖို့ပေးရတယ်လည်းရှိပါတယ်ဒီဘီစမောကအသက်၁၄နှစ်မှာမိကဲဆရာမဖြစ်လာတဲ့ပြင်အချောင်းသူတွေနဲ့မတူဘဲနဲ့မိကဲကားကြီးကိုပါစိတ်ခူရရာအတိုင်းရရှိသွားပါရဲ့ သူရဲ့စံတဲ့စိတ်ကူးတွေကဒီလောက်နဲ့တည်းမရသေးပဲနဲ့နိုင်ငံသားမှလည်းမိကဲပညာကိုတွားရောက်သင်ယူပြီးမိကဲတင်တဲ့အကြောင်းကြီးကိုခွင့်လွှတ်ဖို့လည်းစိတ်ကူးရှိပါသေးတယ်။အသက်၁၄နှစ်မှာအောင်မြင်တဲ့မိကက်ဆရာမတယောက်ဖြစ်လာတဲ့ပြင်ဘသူနဲ့မှမတူတဲ့ရွှေလျားမိကက်စတူဒီယိုကိုခန်းနေကြတဲ့ဘေဘီစုမွေရဲ့စိတ်ကူးကိုသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။